ပြီးရင်ဆီယာမားတယောက်ကြောင့်မလို့ပေါ့နော်ဘဝပြတ်သွားတဲ့မအေးမြတ်သူဆိုတဲ့အမကြီးရဲ့အကြောင်းကိုဒီနေ့အားနေုံလေးပြောပြမယ်ပေါ့နော်တက်သူရဲ့ယောက်ျားပထမဦးဆုံးကားအက်ဆီဒန့်ဖြစ်တယ်ဖြစ်ပြီးတော့ဆေးရုံပြင်လိုက်ရတယ်နော်ရေဒီယာလုတ်ပြီးတော့အလုံးပဲမင်္ဂလာပါဗျခွန်မိုးဒီဂျီဂျူ channel မှာကြိုဆိုလိုက်ပါတယ်ဗျအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒါဘီဒင်းဆီယာမားကိုယုံလိုက်လို့ဒါဘဝပါပြတ်သွားတဲ့မိန်ကလေးတယောက်ရဲ့အချောင်းကိုပြောပြလာတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျာ ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဗျပီရင်ဆီယာမာတယောက်ကြောင့်မလို့ပေါ့နော်ဘဝပြတ်သွားတဲ့မအေးမြတ်သူဆိုတဲ့အမကြီးရဲ့အကြောင်းကိုဒီနေ့အားနေတုံးလေးပြောပြမယ်ပေါ့နော်အဲမအေးမြတ်သူဆိုတဲ့အမကြီးတယောက်ရှိတယ်သူကတင်းကလေးသမီးပေါ့နော်သူကဒီ line ပေါ်ကနေပြီးတော့ဒီသူကဘေးရင်မေးတာအရန်ဝါသနာပါတာပေါ့နော်ဟိုလူမေဒီလူမေဘေးရင်နေအမြဲတမ်းမေးလေးရှိရယ် ။ဒီနေ့ကျတော့သူ့တငယ်ချင်းတစ်ယောက်ကနေပြီးတော့ပေါ့နော်။ဒီမီရင်ဆီယာမတစ်ယောက်ကောင်းတယ်ပေါ့နော်။ line ပေါ်မှာနာမည်ကြီးရယ်ကောင်းတယ်။သွားမေးရအောင်ဆိုပြီးတော့သွားမေးတယ်။သွားမေးတော့အဲ့မအေးမြတ်သူကဘေးရင်သူ့တငယ်ချင်းနဲ့အတူဘေးရင်သွားမေးရ။မေးလဲမေးပြီးတဲ့အချိန်မှာ तू ကသွားမေးတဲ့အကြောင်းရင်းကတော့သူ့မှာဘာပြဿနာမှကြီးကြီးမားမားမရှိဘူး။သူ့ယောက်ျားနဲ့သူနဲ့ခဏခဏရံဖြစ်လို့ခဏခဏရံဖြစ်လို့ကနေပြီးတော့ဒီဘေးရင်သွားမေးတာပေါ့နော်။ခဏခဏရံအိမ်အောင်ကွဲကိန်းရှိလားတို့ဒီနောက်တစ်ခုကတော့ဒီပေါ့နော်။ အေးဟိုလိုအိမ်တော်ကြီးအဆင်ပြေနိုင်မလားပေါ့ဒီလိုသူသွားမေးတာပေါ့နော်သွားမေးတဲ့အချိန်မှာဒီမိရင်ဆရာပေါ့နော်အိမ်တော်ပွဲကိန်းတော့မရှိဘူးပေါ့နော်မိရင်ဆရာမပေါ့နော်အဲ့လိုခေါ်တယ်တဲ့အိမ်တော်ပွဲကိန်းတော့မရှိဘူးဒါပေမဲ့ခဏခဏဒီလိုရန်ဖြစ်တာပေါ့နော်တကယ်တမ်းတော့သူ့ရဲ့ပြဿနာအကြီးကြီးမားမားမဟုတ်ဘူးလီမယားဆိုတော့ရံဖြစ်မှာပဲပေါ့နော်ရံဖြစ်လိုက်ပြန်ချစ်လိုက်ကတော့ဒါလူတိုင်းကလက်ငါးချောင်းတော့မှတစ်ချောင်းနဲ့တစ်ချောင်းကမတူးလေတစ်ချောင်းနဲ့တစ်ချောင်းကစိတ်ကတော့ဘယ်တူမလဲเนาะအဲ့တော့ လီမယားသူကတော့ရံဖြစ်မှာပဲเนาะအဲတခါတလေတခါတလေဖြစ်တာနဲ့ခဏခဏဖြစ်တာနဲ့များများဖြစ်တာနဲ့ဒါတွေပဲกว่าချားသွားမှာပေါ့เนาะဆရာအဲ့တော့ခါကျတော့ရံခဏခဏဖြစ်လို့ဆိုပြီးဖြစ်တာတော့တိတိလေးပဲသူတို့မိသူတို့အိမ်တော်ကြီးကစီးပွားရေးလည်းအဆင်ပြေတယ်เนาะပထမဆရာစီးပွားရေးလည်းအဆင်ပြေတယ်အိမ်တော်ကြီးလည်းအဆင်ပြေရရံလေးဖြစ်တဲ့ကိစ္စလေးနဲ့ပြီးရင်သွားမိရအဲ့နဲ့အဲ့ပြီးရင်ဆရာမသူ့ကိုပြောတယ်ရေရရချီရမယ်ပေါ့เนาะရံအိမ်တော်ရံခဏခဏဖြစ်အိမ်တော်ကွဲကိန်းရှိတယ် အဲ့ဆိုရင်ရေရာခြီးရမယ်ဆိုပြီးတော့သူကရေရာခြီးလိုက်ရောနော်ရေရာခြီးလိုက်တဲ့အချိန်မှာ तू อ่ะအရင်တော့ကသူ့ယောက်ျားသူ့အရန်လဲချစ်တယ်ပတ်စံလဲအပ်တယ်ဒါပေမဲ့ရန်လေးဖြစ်တာလေးတစ်ခုလေးနဲ့ပဲ तू อ่ะဒါဒါလေးကိုဒီပြဿနာလေးကိုသွားပြီးတော့မေးရဟိုကရေရာခြီးပြီးလိုက်တော့ဘီဒင်းဆီယာမတကယ်တမ်းတော့ဟိုဘီဒင်းဟောတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့ तू อ่ะဘာဖြစ်နေလဲဆိုတော့ तू อ่ะရေရာကြီးလှုပ်ပြီးတဲ့အချိန်ကျတော့အထက်လန်းလို့သာ तू อ่ะပြောပြီးတော့အောက်လန်းနီးရေရာကြီးကို तू อ่ะတုံးပြီးလှုပ်ပြီးတာနော် အော်လန်နီရဲ့ရာကိုတုံးပြီးတော့လှုပ်ပေးတဲ့ခါကျတော့ဒီမအေးမြတ်သူကဒီဆီယာမစီမာဒီရဒီယာအပ်ပြီးတာပေါ့နော်တကယ်တမ်းပြောရရင်တော့အထက်လန်းဆီယာမမဟုတ်ဘူးအောက်လန်းဆီယာမပေါ့သူကလူတွေမြင်မှာတော့ဘေးရင်ဟောတယ်ဒါပေမဲ့ရဒီယာခြေလိုက်တဲ့အချိန်ကျတော့သူကအောက်လန်းနီးနေနဲ့တုံးတာပေါ့နော်တုံးတော့ဘာစဖြစ်လဲဆိုမအေးမြတ်သူရဲ့ယောက်ျားပထမဦးဆုံးကားအက်ဆီဒန့်ဖြစ်တယ်ဖြစ်ပြီးတော့ဆေးရုံတင်လိုက်ရတယ်နော်ရဒီယာလှုပ်ပြီးတော့9ရက်အတွင်းမှာပဲဟိုနော် ဖြစ်တယ်ပြီးတော့သူ့ယောက်ျားနည်းနည်းပြန်ကောင်းလာတဲ့အက်ဆီဒန့်ဖြစ်သွားတယ်ပထမချက်ကားအက်ဆီဒန့်ဖြစ်တယ်တဲ့သူ့ယောက်ျားဖြစ်ပြီးတော့လင်မယားနှစ်ယောက်လုံးစပြီးတော့စီးပွားပြက်စပြူလာတယ်တဲ့တလနှစ်လအတွင်းမှာပဲစီးပွားရေးတွေကျဆင်းနေအယောင်းဝယ်တွေကျဆင်းနေသူကစံတို့စီတို့ကုံကြောက်တွေရောင်းတာပေါ့နော်အဲ့လိုမျိုးဆိုတော့စီးပွားရေးတွေလုံးဝစီးပွားပြက်မတက်ဖြစ်ပြီးအကျွေးတွေပါတင်သွားတာဒီတလနှစ်လအတွင်းကိုပြီးတော့နောက်ဆုံးပါဖြစ်သွားလဲဆိုတော့၄-၅လလောက်မှကြာတော့သူကအဲ့နဲ့ဟို ဒီရတရားတွေကိုသူကအမြင်နဲ့ဆက်ဆက်ချီနေရတဲ့တူပါရဲ့ကြည်ရလေနော်အဲ့မဆိုဒီလင်းကားလာလောက်နေရောသူတို့အိမ်တော်ကြီးကလုံးဝကို꽌ွားလုံးဝစီးပွားရေးလည်းပြတ်သွားတယ်အိမ်တော်ကြီးလည်း꽌ွားတယ်ပြီးတော့တယောက်တနေရာစီလည်းရောက်သွားကြတာပေါ့နော်အဲ့တော့သူကဒီဆရာစီကိုမရောက်ခင်တော့ကလည်းဒီဆရာဒီဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်သူကအထက်လန်းဆရာပေါ့နော်ဒီအကြမ်းင်းဆရာတို့အထက်လန်းဆရာတို့သွားမေးလိုက်တဲ့ချိန်မှာလည်းသူတို့လင်မယားနှစ်ယောက်ကဒီအောက်လန်းနဲ့အလောက်ခံထားရတာပေါ့နော် ဘာလို့အလုတ်ခံရတာလဲဆိုတော့ဒီဆီယာမကသူတို့ဆီယာနေပြီးတော့မွေးနေ့မွေးရမွေးခုနေ့တွေတောင်းနေအဲဓာတ်ပုံတွေတောင်းနေပြီးတော့ဒီလက်သေးခြေသေးစပင်းတွေရောတောင်းနေလို့ပြောတယ်တောင်းပြီးတော့ရေရရာခြေရဲလို့ပြောတယ်အဲ့တော့သူတို့အစီမှာဒီအောက်လန်းနေပါကြီးနဲ့အလုတ်သူကသာရေရရာခြေရအထက်လန်းလို့ရေရရာခြေလိုက်ပြီမယ်လေသူကခြေပေးလိုက်တဲ့လူကသူ့ကိုအထက်လန်းလို့သာပြောလိုက်တာတကယ်တမ်းရေရရာခြေလိုက်တဲ့သူကသူ့အောက်လန်းနီးနေရေရရာခြေပေးလိုက်တာ သူယောက်ျားကိုအော်လန်ဒီနဲ့တုံးလိုက်တာအဲ့တော့သူယောက်ျားကားအစီရန်နေဖြစ်တယ်စီးဝါးရေးပြတ်တယ်နောက်ဆုံးအိမ်တော်တွေကွဲဝါတယ်နော်ကွဲဝါပြီးတော့သူတို့အဲ့ဟာဆီယာစီမရောက်လာခင်မှာလဲသူဒီပြဿနာကြီးဖြစ်ပြီးတော့သူ့ဘာကြီးသူတခြားအထက်လန်းဆီယာကြီးဒီဟိုအကြမ်းမြင့်ဆီယာကြီးတွားပြီးတော့လဲသူတို့ဒီလှုပ်ထားတဲ့ရဲတွေကကြောက်မလို့သူတို့အိမ်တော်ကြီးကဒီလိုဖြစ်သွားတယ်ပျက်စီးသွားတယ်စီးဝါးပြတ်သွားတယ်ဆိုတာတွေ့ရတာပေါ့နော်အဲ့နောက်ဆုံးတော့သူတို့တနည်းလောက်နေရောအချိန်မှာပြန်ကောင်းမလာအောင် ပြန်လဲအိမ်ဆောင်ကြီးလည်းပြန်ကောင်းမလာဘူးစီးပွားရေးလည်းပြန်ကောင်းမလာဘူးတယောက်တယောက်တနေရာစီလည်းရောက်သွားဝေးသွားကြတဲ့အချိန်မှာနောက်ဆုံးဆရာစီကိုရောက်လာခဲ့တယ်ရောက်လာရောက်လာပြီးတော့ဆရာရဲ့ပေရင်ဟောကဲမှာသူကဒီပြဿနာကြီးပြောပြတော့ဆရာထိုင်နားထောင်တယ်ပေါ့နော်နားထောင်တဲ့အချိန်မှာဟိုသူသူပေရင်နေလဲစုံနေပြီသူကလေရတရားကြီးလည်းစုံနေပြီသူကပေရင်ဆရာလည်းတော်တော်စုံနေပြီဒါပေမဲ့သူကဒီအောင်လန်းနဲ့လှုပ်ခံထားရတာလုံးဝမထွက်ဘူးပေါ့နော်မထွက်ဘူးသူတို့အဲ့လိုပြူစားခံရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးရတရားအမားယွင်းနေ ဖြစ်သွားတဲ့ဟာမျိုးတွေ့ရတယ်အဲ့တော့ဆရာအရင်ဆုံးမလုပ်ပေးလဲဆိုတော့သူ့ကိုအရင်ဆုံးဆရာပထမဦးဆုံးသူ့ကိုရိတ်တာဝင်ထိုင်းလိုက်တယ်ဆယ်ရက်ပေါ့နော်ဆယ်ရက်တရားစကန်ပေါ့နော်တရားစကန်ဝင်ရိတ်တာဝင်နော်တရားစကန်ဝင်သူဆယ်ရက်လောက်ယောဂီဝင်ခိုင်းလိုက်တယ်ပေါ့နော်ဆယ်ရက်လောက်ယောဂီဝင်ခိုင်းပြီးတော့မှထွက်လာတဲ့အချိန်မှာအဖုံးကြီးကြောင့်မှစွန်းကပ်နော်တန်ဃာတော်တွေကိုစွန်းကပ်ပြီးတော့ပြီးတော့နော်တရဏဂုံပြန်ပြီးတော့နော်ရုပ်ဖတ်ခိုင်းနော်ပြီးတော့တန်ဃာတော်တွေစီကိုပဲသွားတကယ်လို့ဖြစ်လာပြီဆိုရင် နော်ကိုးပါယုံကြည်အားကိုးပါဗုဒ္ဓမြတ်စွာဘုရားရှင်တခုပဲရှိရယ်ဘုရားမှာကိုးဝယ်ရာတခုပဲပဲရှိရယ်ဗုဒ္ဓမြတ်စွာဘုရားပဲဆရာတို့ဗုဒ္ဓဘာသာမှာအဲ့တော့သူ့ကိုဘုရားမှာရွှေကတ်ခိုင်းတယ်ပန်းကတ်ခိုင်းတယ်တောက်တော်ကြီးပတ်ခိုင်းတယ်24ပစ္စည်းနော်မဟာသမယတုတ်ပြည့်ကြီးဆက်သက်တုတ်နေတိုင်းယူခိုင်းတယ်နော်အဲဆယ်ရက်တိတိလဲတရားစကန်ဝင်ခိုင်းတယ်တရားစကန်အထွက်လာတော့လဲဒီမအေးမြတ်သူဆရာဒီဘာသာရေးနဲ့ပတ်သက်တာကြီးအရန်လုတ်ခိုင်းတာအရန်လုတ်ခိုင်းတာတလားလောက်နေတဲ့အချိန်မှာသူက အသားရည်တွေလည်းကြည်လင်လာတယ်ဆိုးလာတယ်เนาะအဲပြီးတော့နောက်တစ်ခုဘာဖြစ်လာလဲဆိုတော့သူ့ကိုကူညီမဲ့သူတွေပေါ်လာတယ်เนาะဘလို့ရေပေါ်လာလဲဆိုတော့သူ့နိုင်ငံသားတငယ်ချင်းတွေနဲ့အဆက်အသွယ်ရရဲသူ့ကိုပြန်ပြီးတော့ကူညီကြတယ်အသူစီးပွားရေးတွေပြန်လှုပ်လာနိုင်တယ်เนาะအဲပြီးတော့ဆရာလည်းဘာလဲဆိုတော့အဓိကသူ့ဒီရတ္တရာတွေလှရရရားရီဆက်မလုပ်ပြီးတော့ပဲ ਨੇ ဖျားတရားနီးနဲ့လောက်ရမယ်ရရရားတွေဝဲဆရာပေးတယ်။နော်ပန်းကတ်တာရွှေကတ်တာတောက်တော်ရီကတ်တာ ဘယ်တောင်းဘယ်တောင်းမှသွားပြီးတော့ဘလို့လောက်ရမှာဒါစသည်ဖြစ်ပေါ့เนาะပြီးတော့တန်ဃာတော်တွေကိုအဲစွန့်ကတ်တာသင်္ကန်းကတ်တာ ထီဖနက်ကတ်လူတာစတာတွေကိုဆရာတလတလဒီတလအတွင်းမှာပဲဇက်တိုက်ဇက်တိုက်ဇက်တိုက်လှောက်ခိုင်းတာကုသိုလ်ဒါနတွေကိုတောက်လျှောက်လှောက်ခိုင်းတဲ့အချိန်မှာသူ့မှာရှိရအခက်ခဲတွေကတဖြည်းဖြည်းနဲ့ပြေးလေလာတာအဲ့နဲ့သူက3လမြောက်မှာအဲလှတစ်ခါတလတစ်ခါတစ်ခါနဲ့ဆရာ3လမြောက်တဲ့အချိန်မှာသူ့ရဲ့စီဝါးကြီးတွေကပြန်ပြီးတော့ကောင်းလာတာသူ့ဆရာဘာရည်တရားမှာ မပေးဘူးဒီအလူအလူဒါနာနဲ့ပတ်သက်ပြီးတော့လောရမာတွေပဲဆရာနေစဉ်ရေးပြီးတော့ပို့ပေးတယ်တလတစ်ခါလဲရေးပို့ပေးတယ်တပတ်တစ်ခါလဲရေးပို့ပေးတယ်အဲ့မှာသူတစ်ဖြည်းဖြည်းနဲ့စီးပွားရေးတွေကောင်းလာတယ်ဟိုအလုတ်တိုင်းတွေအဆင်ပြေလာတယ်နော်အနောက်ဆုံးအမျိုးစူစီးပွားရေးပြန်ကောင်းလာတဲ့အချိန်မှာသူအမျိုးသားနိုင်ငံခြားကိုရောက်နေပြီနိုင်ငံခြားမှာအလုတ်လုံနေရအသူအမျိုးသားကသူပြန်ခေါ်နိုင်တယ်နော်အပြန်ခေါ်ပြီးတော့မှဒီမှာလင်မယားနှစ်ယောက်ပြန်ပြီးတော့စီးပွားရေးလုတ်ပြီးတော့အခု6လတနည်းလောက်အခုတနည်းတနည်းပြည့်ပြီပေါ့နော်ဒီနေ့ဒီနေ့ ကဖုန်းဆက်တာပေါ့နော်ဆရာအရန်အဆင်ပြေနေရဲ့တဲ့ပတ်စံ၁၀သိန်းလောက်ကရော့ကျင်လို့တဲ့နော်အရန်အဆင်ပြေလို့ဆရာကူညီလို့ပတ်စံ၁၀သိန်းလောက်ကရော့ကျင်တာရဲ့ဆရာအဲ့ပတ်စံ၁၀သိန်းကိုလက်မခံခဲ့ဘူးဘာလို့လဲဆိုတော့သူတို့သူတို့ခက်ခဲကြော်ဖြတ်ခဲ့ရတဲ့ဘဝတော်တော်လေးကျန်းတယ်အိမ်အောင်ကွဲသွားတယ်နော်ဥစ္စာပစ္စည်းတွေဆုံးရှုံးသွားတယ်အများကြီးပဲဆိုတော့ဆရာအဲ့ပတ်စံ၁၀သိန်းကသူတို့ဘဝဆက်ရှောင်းမဲ့ခရီးအတွက်ဆရာလိုတဲ့နေရာမှာတော့အလူဒါနာတွေပဲလို့ဆရာကမပေးနဲ့ဆရာလိုတဲ့ချိန်ကျရင်ပြောမယ် နော်ဆရာဆရာမဆန်လို့ရဲ့ချိန်ကြရင်ပြောမယ်ဆရာအလူခံမဲ့ချိန်ကြရင်ပြောမယ်အခုတော့ဆရာရေရရာကြီးတန်ရတန်ကြီးဆရာဒီမှာဘေးရင်မေးတယ်အဆောင်ဝဲတယ်ရေရရာဝဲတယ်ဆရာတန်ရတန်ရတန်ကြီးယူမယ်တန်ရတန်ကြီးထပ်ပူတဲ့ဟာကြီးဆရာမပေးနဲ့မယူဘူးလို့သူတို့ပြောလိုက်တယ်အဲဆရာကိုနောက်ဆုံးတော့ဆရာအင်ကြီးလေးတစ်ထည့်ပေးတာကိုဆရာလက်ခံလိုက်တယ်နော်အဲလိုလက်ခံပြီးတော့နောက်ဆုံးသူတို့ကိုနောက်ဆိုရင်ဒီ ကိုဘေးရင်မမေးနဲ့မပြောဘူးမေးလို့ရတယ်ရတရားမအပ်နဲ့မပြောဘူးအပ်လို့ရတယ်ဒါပေမဲ့ကိုမေးတဲ့ဘေးရင်ဆရာကဘေးရင်ဆရာအစစ်အမှန်ဖြစ်ဖို့လိုတယ်နော်ပြီးတော့ဖရာတရားနဲ့ပတ်သက်တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့နော်ဘာသာရေးကိုင်းဆိုင်တဲ့ဟာဖြစ်ရမယ်အလူဒါနတွေဖြစ်ရမယ်လုံးလုံးရမယ်နောက်နောက်စုအထက်လန်းဖြစ်ရမယ်နော်အောင်လန်းနီးဆိုတာတော့မအောင်လန်းတော့အမျိုးမျိုးရှိသေးတယ်အောင်လန်းနီးမှာရုံမှာကောက်ကျစ်နီးရည်နဲ့လုံးတဲ့အောင်လန်းနီးတွေအများကြီးရှိသေးတယ်အဲ့လိုဆရာတွေနဲ့ နော်မတွေ့အောင်ကိုကတေချာလေးဘေးနေမိတတ်ရမယ်ယဒီယာကြီးလှုပ်တတ်ရမယ်ဆရာစီမှာယဒီယာလာအပ်တဲ့သူတွေဆိုရင်ဆရာနော်မြတ်စွာဘုရားမှာဆူတောင်းပေးတယ်နော်ဟိုကိုကဆေးဖြောင်းနိုင်နေထိုးနေကြော်ပွဲတွေထိုးတယ်အစီမံယဒီယာကြီးလှုပ်တဲ့ချိန်မှာလဲမိတ္တာတရားနဲ့စေစနာတွေထားပြီးတော့ပဲလှုပ်တဲ့ယဒီယာတွေကိုပဲလှုပ်ပေးတယ်အဲ့ဒါကြောင့်မလို့ နော်ဆရာတို့ဘေးရင်ဆရာဆရာမတွေအများကြီးရှိရတကယ်တော်တဲ့ဆရာဆရာမတွေလည်းအများကြီးရှိရကိုကြိုက်တဲ့လူစီမှာမေးလို့ရတယ်ဆရာစီမှာမေးပါလို့မပြောဘူးကိုကြိုက်တဲ့ဆရာစီမှာမေးလို့ရတယ်ဒါပေမဲ့ကိုမေးတဲ့ဆရာဘောမှာမူတည်ပြီးတော့ကိုလုံးတဲ့ရေတရားဘောမှာမူတည်ပြီးတော့နော်ကိုရဲ့ဟာတွေဟိုအစီပြေသားမပြေလားဆိုတာတေချာတုံးတက်ဖို့လိုတယ်နော်နောက်ဆိုရင်အဲ့အဲ့ဒါဘာလို့ပြောပြလဲဆိုတာဥပမာပြောပြရပါဘောနော်မအေးမြတ်သူလို့ဖြစ်မှာမလို့ဥပမာပြောပြရတာဒါဆရာအားတဲ့ချိန်လေးဗီဒီယိုလေးရိုက်ပြီးရှင်းပြပေးရတချို့လူတွေလည်း ီလိုပြဿနာမျိုးတွေကြုံနေရရင်ဆရာစီကိုလာခဲ့ပါဆရာရမမယူပါဘူးအခမဲ့ကူညီပေးပါမယ်ဖြည့်ရှင်းပေးပါမယ်လို့ပြောရင်းနဲ့ပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါလို့ပြောချင်ပါတယ်နော် like and follow လေးလည်းလုပ်ထားပေးပါလို့ပြောချင်ပါတယ်ခဏရသားသမီးအားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆရာဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကြည့်နေတဲ့ကျွန်တော်တငယ်ချင်းတွေထဲမှာဘေးဒင်းဝါသနာပါတဲ့လူများရှိရင်ဒီဗီဒီယိုကိုကြည့်ပြီးကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးသွားနိုင်နေဗျာ အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့ရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြမယ်ဗျာ